ဖက်ဒရယ်ဖန်ပရိတ်တများမင်္ဂလာပါတတင်းတုတတင်းမတွေကိုစစ်စစ်ပြီးအပတ်စဉ်တင်ပြနေတဲ့အပွေးညင်ပင်တိတွေးဆင်ခြင်းတဲ့အမှန်တိစီစီကနေပြန်ပြီးတော့ကြိုဆိုပါတယ်ကျွန်တော်လော့စောလာပဲပါဒီနေ့စစ်စစ်တင်ဆက်ပေးခြင်းတဲ့တတင်းအမှအကြောင်းအရာကတော့ပြီးခဲ့တဲ့ဇွန်လ19ရက်နေ့မှာ MyWay Telegram Channel ကဖျက်ချခဲ့တယ်အခုရဲ့ပိုင်းတွင်မူပြဲမျိုးအနီးတိုက်ပွဲတွေမှာမူပြဲ PDF အမှတ်1000တိတက်ရင်တင်ရင်ကို၄၀ရောက်တိဆုပ်ခဲ့ပြီးတော့ ခြေလက်အကန်90ဦးကျော်ပေးဆက်ခဲ့ရတယ်ဆိုပြီးတော့တည်အမှားကြောက်ရပဲဖြစ်ပါတယ်။အဲ့ဒီတည်အမှားကြောက်ရကို MyWay Telegram Channel ကစတင်ဖြန့်ချိန်ခဲ့ပြီးပြီးခဲ့တဲ့ဇွန်လ16ရက်နေ့ကနေဒီကနေ့ဇွန်လ22ရက်နေ့အထိဝေရောက်ကြည့်ရှုသူ18000ကျော်ရှိနေတာကိုတွေ့ရပါတယ်။လူလက်တဲ့မီဒီယာတည်ထနာပြည်တဲ့ Granny People Watch တည်ထနာမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန MOD အမတ်1000တက်ရင်မူပြဲ PDF ဖွဲ့စည်းခြင်းလင်းနီတာတွင် ရေးပေါ်42ဦးကြာဆုပ်ခဲ့တဲ့ကြောင်းရှမ်းတောက်ဂရီနီတိုင်းစီဒေတာဗျူဟာအမတ်14ကုကဲရေးအောက်ရှိအမတ်1000တက်မူပြဲ PDF ဖွဲ့စည်းတည်တောက်ခြင်းလင်းနီပြည့်ခါနာကိုပြီးခဲ့တဲ့ဇွန်လ19ရက်နေ့မှာကျင်းပပြုလုပ်ခဲ့တဲ့ကြောင်း မူပြဲ PDF စတင်ဖွဲ့စည်းခြင်းမှာစရင်လေနီတာအတွင်းဒီမိုကရေစီရရှိရေးအတွက်တိုက်ပွဲဝင်ခဲ့တဲ့ရဲဘော်52ဦးကြာဆုတ်ခဲ့ရပြီးတော့ဒေယာရဲဘော်အများအပြားရှိခဲ့တဲ့အကြောင်းနဲ့ကြာဆုတ်ရဲဘော်တွေနဲ့ကိုလက်အိတ်ကဆွန့်လုခဲ့ရတဲ့ရဲဘော်တွေကိုလေးစားဂုဏ်ယူပြီးအလေးပြုအပ်ကြောင်းသတင်းမှာဖော်ပြထားပါတယ်။နောက်ထပ်သတင်းဌာနဖြစ်တဲ့ကနရဝတီတိုင်းသတင်းဌာနမှာတော့မူပြဲပြည်တွကကိုရတတထောက်တိတက်ရင်တီထောက်လာတဲ့လေနီတာကလာတွင်မှာရဲဘော်52ယောက်ကြာဆုတ်ခဲ့ပြီးတော့ ကိုလက်အေကာစောက်ရှောက်သွားတဲ့ရေဘော်တွေလည်းရှိနေတယ်ဆိုတဲ့အကြောင်းနဲ့မွန်ပြည်ပြည်သူကကွယ်ရေးတပ်တထောက်တည်တင်ရဲ့တာဝန်ရှိသူတဦးရဲ့စကံတက်ကိုလည်းထည့်သွင်းဖော်ပြထားပါတယ်အစိုးရပါကစ္စတန်ပတ်သက်ပြီးမွန်ပြည်ပြည်သူ့ကကွေတပ်အမတ်တထောက်တည်တရင်တာဝန်ရှိသူစစ်မှုကိုဖက်ဒရယ်ဖက်ကဆက်တွေ့မင်းများကြည်လိုက်တဲ့အခါမှာတော့လက်ရှိလင်းနီတာတွင်မှရေဘော်၄၂ဦးဆောက်ရှောက်လိုက်ရတယ်။တုံးစစ်ကြောလောက်ချစ်လက်အိတ်ကပေးဆက်လိုက်ရတယ်။ဆက်လက်ပြီးတော့ ဆရာနာရှင်ကြဆောက်ရေးကိုဒီဇိုင်းမမဆက်လုပ်သွားမယ်လက်ရှိမိုးပြင်းမြို့မှာမဟာမိတ်တပ်တွေနဲ့ပူးပေါင်းပြီးစီကောက်စီရဲ့ထိုးစစ်မှုတွေကိုအပြင်းအထန်ခုခံကန်ကွယ်နေတယ်ဆိုပြီးတော့ပြန်လည်ဖြေကြားခဲ့ပါတယ်အစိုးရစစ်စစ်ချက်တွေအရမူပြပြတုခကွယ်ရတတထောက်တိတဲ့ရင်တည်ထားလာတဲ့လင်းနီတာကလာတွင်မှာရေဘော၄၂ဦးကြဆောက်ခဲ့တာအတည်အမှန်ဖြစ်ပါတယ်သို့တော့စစ်ကောက်စီဝါဒဖြတ်ချင်တွေကဖြတ်ချထားတဲ့အခုရဲ့ပိုင်းတွင် မူပြဲမြို့အနီးတိုက်ပွဲတွေမှာမူပြဲ PDF အမတ်တထပ်ပြီးတည်ရင်တည်ရင်တဲ့ကို50ယောက်တည်ဆုံပြီးခြေလက်က50ဦးပေးဆက်ခဲ့ရတယ်ဆိုတဲ့ချက်လက်တွေကိုလွှဲမှာပြီးတော့မဟုတ်မမှန်တော့တည်ရင်အရေးတာဖြစ်လေလေဝါတက်ဖြတ်ချနေတဲ့တည်ရင်အမှဖြစ်ကြောက်တောက်တရပါတယ်ဒါပြင်စီကောက်စီဝါလာဖြတ်ချင်တဲ့ဟာ B2 တွေကိုထင်းအောင်ထင်းမှဖြစ်အောင် B2 တွေကိုတော်လရင်အပေါ်ယုတ်ကြည့်မှုအာရော့လာအောင်တမင်လက်စားပြီးဝါလာဖြတ်ချင်နေပါတယ်။တော်လာရှိတွေအနေနဲ့လည်း လိုလတ်တဲ့မီဒီယာတွေမှာဖော်ပြထားတဲ့သတင်းတွေမဟုတ်ပဲအခြားသတင်းတွေကိုအလွယ်တကူမယုံကြဖို့နဲ့တေချာစစ်စစ်ပြီးမှယုံကြဖို့အတွက်အပွေးမြေပင်တိတွင်းစစ်ချင်းတဲ့အမှတ်တိစစ်စစ်ကနေတိုက်တွန်းချင်ပါတယ်။နောက်တစ်ပတ်မှလည်းဘလို့သတင်းသူသတင်းမှတွေကိုစစ်စစ်ပြီးတင်ဆက်ပေးမလဲဆိုတာစောင့်ညောနာစင်ပေးကြပါဦးလို့ပြောရင်းဒီစစ်စစ်ကနေနှုတ်ဆက်လိုက်ပါတယ်ခင်ဗျာ။